ဖြစ်တယ်ပေါ့လူ့ဘဝရရှိလာတာဒါနကောင်းမှုသီလကောင်းမှုအခြေပြုပြီးတော့ရလာတာဖြစ်တယ်အဲ့ဒါနကောင်းမှုသီလကောင်းမှုတွေကိုမလုပ်ဖဲနဲ့ဆယ်စုဆယ်စုနဲ့ဖြတ်ကျော်လာပြီးကုသိုလ်ကောင်းမှုတစ်ခုမှမလုပ်လိုက်ရပဲနဲ့ဘဝတစ်ခုဆုံးသက်သွားတဲ့ပုဂ္ဂိုလ်တွေကတော့လူဖြစ်ကျိုးမနိုင်ဘူးပေါ့နော်အဲ့တော့ကိုယ့်ကိုယ်လူဖြစ်ကျိုးနပ်အောင်စူးစမ်းအထောက်ကြလူဖြစ်ကျိုးနပ်ဖို့အတွက် ရင်းစားပြန်ရယုံနေတဲ့လူချစ်ကျိုးနဲ့တည်းလို့ပြောလို့မရသေးဘူးမြတ်စွာဘုရားရဲ့သာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာအလုံးအလုံးလူချစ်ကျိုးနဲ့ဖို့အတွက်မြတ်ဘုရားရဲ့ဟောပြောဆုံးမထားတဲ့တရားဓမ္မတွေကိုသိရှိနားလည်အောင်ကျူးစာအထုတ်ဖို့လိုအပ်တယ်တမန္တနာသီလကုသိုလ်နေမြတဲ့ရင်จิตနာအာရမနေပဲจิตနာအာရမနေပဲဆိုတာဒါနဆိုတာလောက်အောင်မြဲတမ်းလောက်အောင် ဖျားဖြစ်ဖို့သုပန်ခဲ့တဲ့သူပိဒါရသေးဟာသူပိဒါရသေးဘွားကစပြီနောက်ဆုံးဖျားမဖြစ်ခင်နှစ်ဘဝတစ်ဘဝအလိုမှာတောင်းပါပဲဝိတန္တရာဘဝအထီအောင်ဌာနကောင်းမှုလုံတုံးမဲ့ရှိသေးတယ်လေအဲ့တော့ဌာနကောင်းမှုဆိုတာကိုယ်တိုင်းတာတစ်ခုရအမြဲလုံးနေရမှာ တဏ္ဍကောင်းမှုလုပ်ပြီးတဲ့အခါတိလကောင်းမှုဆိုတော့မေးလျော့ထားလို့မရဘူးဒါနနဲ့တိလဒီနှခုဟာဆက်ဆက်ဒါနကတစ်ဖက်သားကိုအကျိုးပြုသလိုပဲတိလကလည်းတစ်ဖက်သားကိုအကျိုးပြုတာဖြစ်တယ်မိမိကလှူလိုက်တန်းလိုက်လို့တစ်ဖက်သားဟာစိတ်ချမ်းသာမှုတွေရသွားတာပစ္စည်းဥစ္စာတွေရလို့လောအပ်ချက်တွေပြည့်စုံသွားလို့စိတ်ချမ်းသာမှုတွေရတယ် တိလကြတော့ကိုကိုရိုင်းကတိလဆောင်တာကို့အတွက်လို့ထင်ကြပြီမင်းတို့တစ်ဖက်သားအတွက်အများကြီးကျုပ်ဖြစ်သွားတယ်တိလဆောင်တာဟာကို့အတွက်နဲ့သူများအတွက်ဘလို့ကျုပ်ဖြစ်တယ်လဲတိလဆောင်တာကိုကုသိုလ်ရတာမှန်းနေသို့တော့တစ်ဖက်သားဘလို့ကျုပ်ပြုတ်သွားတယ်လဲဆိုရင်မိမိကိုအကြောင်းပြုပြီးတော့ဘယ်သူမှ ဆင်းရဲဒုက္ခရောက်တာမရှိဘူးပဏာတိပတဝေရမဏိရှောင်ကျင်လိုက်တာနဲ့တိုင်းနဲ့ကိုယ်ကြောင့်သိတဲ့ဘရဝါဆိုမရှိတော့ဟာထိခိုက်မှုမရှိတာအဲ့ဒါကြောင့်လို့မြတ်စွာဘုရားငါးပါးသီလကိုမဟာဒါနလို့ရိုးရိုးဒါနတော့မဟုတ်ဘူးတစ်ဖက်သားလူတွေဘေးရန်ကင်းဖို့အသက်ရှိဖို့သက်ရှင်သန်ခွင့်လူဘဝမှာဘေးရန်အန္တရာယ်ကြီးကင်းခွင့်ပေးလိုက်တဲ့သဘောရောက်သွားတယ် ဘာနာတိပါဒဝိရမဏိစွာကိုယ့်ကိုယ်တတ္တမမဟုတ်တာသူများတတ်တာသူများမတတ်ဘဲနဲ့ရှောင်ကျင်လိုက်တဲ့တွေ့ကြမိမိဒီဟူသောအကြောင်းကြောင့်ပဲပုဂ္ဂိုလ်မှဒုက္ခမရောက်တော့အာရိဏဒါနရှောင်ကျင်လိုက်တဲ့ဖြင့်ပစ္စည်းရည်နဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုအကြောင်းပြုပြီးပဲပုဂ္ဂိုလ်မှပစ္စည်းပြောင်းလို့စိတ်ဆင်းရဲရတယ်ဆိုတာမရှိဘူးဒါလည်းသူများအတွက်အများကြီးကျိုးရောက်တယ်ကာမိတုမိစ္ဆာစာရရှောင်ကျင်လိုက်တဲ့ဖြင့်သူမိသားစုကိုမိသားစု ကုန်တိတ်ခါကြဆင်းမှုမရှိကြတော့နော်ကုန်တိတ်ခါရှိရှိနဲ့လူဘဝမှာမျက်နှာဖော်ဝန်းတဲ့အနေအထားမျိုးကိုရောက်ရှိတော့ဒါလည်းတစ်ဖက်သားအတွက်အကျိုးပြုတာပဲမုသာဝရလိန်နေညာနဲ့ဆိုတာကိုယ့်ကိုညာတာမဟုတ်ဘူးသူများကိုညာတယ်ဘက်တစ်ဖက်သားတွေအကျိုးပြပြတော့အောင်လိန်ညာပြောဆိုမှုကရှောင်ကျင်လိုက်တဲ့ဖြင့်မိမိကိုအကြောင်းပြုပြီးတစ်ဖက်သားစိတ်ဆင်းရဲမှု အမှားသိရှိရမှုဆိုတာ၄မဖြစ်ဖ ೇನೆ စိတ်ချမ်းသာကိုချမ်းသာအမှန်တရားကိုသိရှိသွားမယ်ဒါလည်းတပည့်သားကိုအကျိုးပြုတာပဲဖြစ်တယ်ဗောအေသူရမေရယဆိုတာကြတော့မွေးစေဝါကင်းစင်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာအတိလိမ္မာဉာဏ်ပညာတွေတိုးတက်လာလူဘဝဆိုတာ တင်ဆရာကြားဆရာမြင်ဆရာဆိုတာလူကိုယ်နဲ့ကိုယ်ပိုင်ဝန်းကျင်မှာရှိကြတဲ့အရာတွေကိုဆင်ញင်သုံးသပ်ရုံနဲ့ပဲအသိပညာတွေရရှိနိုင်တာမူရင်မနေပဲနဲ့ကိုယ်နဲ့ကိုယ်ပိုင်ဝန်းကျင်အနေအထားတွေကိုလေ့လာသိရှိပြီးကောင်းတဲ့အလုပ်တွေကိုလုပ်တယ်အများအကျိုးပြုအလုပ်တွေကိုလုပ်တယ်မိမိ ဘဝတိုးတဲ့ကြောင်းတိုးတဲ့ရတိုးတဲ့ကြောင်းဖြစ်တဲ့အသိပညာတွေကိုစီကူအားထုတ်တယ်။မိမိတတ်ထားတဲ့ပညာနဲ့မိမိရဲ့မိသားစုမိမိနဲ့ပတ်ဝန်းကျင်မှာရှိကြတဲ့ပုဂ္ဂိုလ်တွေကိုအကျိုးပြုတယ်ဆိုတဲ့အလုပ်တွေကိုလုပ်နိုင်တော့သူရမေရိယာဆိုတဲ့မူရစေဝါကင်းစင်နဲ့ကိုဘဝဟာလောကကြီးတစ်ခုလုံးကိုအကျိုးပြုနိုင်တဲ့အနေအထားတစ်ခုရသွားတယ်။အကယ်၍လူတယောက်ဟာမူရစ် ဆွဲနေပြီဆိုလို့ရှိရင်တဝန်းကျင်ကိုအများကြီးဒုက္ခပေးခဏိခေတ်ဆိုပို့တည်တာပေါ့နော်သူ့ကိုအကြောင်းပြုပြီးတော့ဘယ်သူမှကိုပစ္စည်းတွေစိတ်ချရမှာမဟုတ်ဘူးအသက်အန္တရာယ်လေးစိတ်ချရမှာမဟုတ်ဘူးငွေစေဝါဆွဲနေတဲ့ပုဂ္ဂိုလ်အကြောင်းပြုပြီးတော့ပဝန်းကျင်ကလူတွေဟာဒုက္ခရောက်ကြတယ်အဲ့တော့တီလာစောင့်တည်လိုက်တာနဲ့တပြိုင်တည်း ရှာစိုးမှုကြီးတွေကျွလွန်မှုမရှိသည့်အတွက်ကြောင့်ငါးပါးတိလဟာဒါနတဲ့ပို့ပြီးတော့ထိရောက်တာဖြစ်လို့ဒါနတဲ့ပို့မြတ်တယ်လို့ပြောတာဒါကြောင့်မို့ရိုးရိုးဒါနမဟုတ်ဘဲနဲ့ငါးပါးတိလကိုမဟာဒါနကိုကြောင့်သူတို့အားဒီဘေးရန်ဘေးအန္တရာယ်မကြုံရအောင်အပယဒါနဖိကင်းတဲ့ ေးကင်းမှုကိုပေးတဲ့ဌာနမျိုးဖြစ်တယ်လို့မြတ်စွာဘုရားဟောတာအဲ့တော့ဒီဌာနတိလဒီနှစ်ခုပြုဝပြီဆိုလို့ရှင်လူဘဝမှာတန်ဖိုးရှိတဲ့လူဖြစ်တယ်သို့သောမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာထီးတဲ့တန်ဖိုးရှိတာကိုရယူဖို့လိုအပ်သေးတယ်ဒီတဲ့တံမိုးရှိတာတွေရနိုင်တဲ့အတန်းနဲ့ဒီလောက်လေးနဲ့ကျင့်နိုင်မယ်ဆိုလို့ရှိရင် ိုဟာရနိုင်ရဲ့တန်းနဲ့မယူတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ပြီးတော့တမိုးရီနေပြီးအကျိုးတွေအရာနေတော့မှဖြစ်တယ်အဲ့ဒါကိုအလေးနဲ့စဉ်းစားဆင်ခြင်တတ်ဖို့လိုအပ်တယ်ပေါ့နော်ရှော်ထုတ်ထမ်းလာတဲ့လူလိုပဲတငယ်ချင်းနှစ်ယောက်ပစ္စည်းရှာဖို့ဆိုထွက်ကြတယ်ထွက်တဲ့အခါမှာရွာတရွာလူတွေဟာပတ်စံလျှော်တွေစုဆောင်ထားပြီးတော့ ရှော်တုတ်တွေဒီတိုင်းထားခဲ့ပြီးတော့ရွာပြောင်းသွားကြတယ်။တကယ်ချင်းနှစ်ယောက်ရောက်တဲ့အခါရှော်တုတ်တွေတွေ့တော့ဟာဟန်ကြတာပဲတို့ဒီရှော်တုတ်တွေနဲ့အဝတ်ထည်ရဲချမ်းမယ်ဆိုပြီးထမ်းလာကြ။နောက်တရားရောက်တဲ့အခါကျတော့အဲ့ဒီတဲ့တမိုးရှိတဲ့ပစ္စည်းတွေတွေ့ရှော်နဲ့ရထားပြီးသားအထယ်တွေတွေ့တဲ့အခါကျတော့အာဒီရှော်ဆိုတာ အထယ်လုပ်ဖို့တို့ယူကြတာဖြစ်တယ်အထယ်တွေ့မှာတော့ရှော်မလို့တော့ဘူးလို့တယောက်ကစဉ်းစားစဉ်းစားပြီးရှော်ထုတ်ကြီးကိုခြားပြီးအထယ်ထုတ်ထမ်းတော့တကယ်ချင်းတယောက်ကတော့ငါခုနကထမ်းလာခဲ့တာအဝေးကျက်သူ့မပြစ်နိုင်ဘူးဆိုပြီးတော့အထယ်ထုတ်နဲ့ရှော်ထုတ်ပြောင်းမထမ်းမဲနဲ့ရှော်ထုတ်ပဲဆက်ထမ်းလာနောက်တနေရတွေ့တဲ့အခါကျတော့ရွှေရည်ငွေတွေတွေ့တယ်ပေါ့ရွှေရည်တွေတွေ့တော့ရွှေငွေတွေ့မှတော့ ဒီအထယ်ဟာဘယ်တော့မှတန်ဖိုးမရှိဘူးရွှေငွေရပို့တန်ဖိုးရှိတယ်အထယ်တွေချထားခဲ့ပြီးရွှေငွေကိုယူပြီးတော့ပြန်ဟိုတယောက်ကတော့ငါအဝေးကြီးကလေးအရှော်တုတ်ထမ်းလာတာမစွန့်နိုင်ဘူးဆိုတကယ်ချင်းနှစ်ယောက်အိမ်ပြန်ရောက်တော့တယောက်ကရှော်ထုတ်ဖယ်ရပြီးတော့တယောက်ကရွှေငွေတွေရလာအဲ့ဒါဘာကြောင့်လဲလို့ဆိုလို့ရှိရင်တယောက်ကအဝေးကြီးကထမ်းလာရတာဆိုပြီးတော့အစွဲလန်းနဲ့ ကောင်းတဲ့ကောင်းတာကိုမလုပ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာနော်ဒါလေးနဲ့ရင်ရှင်းတတ်ပြီးကောင်းတဲ့ကောင်းတာကိုရွေးယူခြင်းကမစွမ်းနိုင်တဲ့ပုဂ္ဂိုလ်စဉ်းစားညာအားနေတဲ့ပုဂ္ဂိုလ်အဲ့ဒါလိုပဲမြတ်စွာဘုရားသာသနာတော်နဲ့တွေ့တဲ့အခါမှာဒါနကောင်းမှုလေးလောက်နဲ့မကျဉ်းနဲ့တိလာကောင်းမှုလေးနဲ့လည်းမကျဉ်းနဲ့အဲ့ဒါဆိုရင်ရှော့တုံးလို့အထဲတုံးလို့ရတာမျိုးဖြစ်သွားနိုင်ပေါ့နော်အဲ့ဒီကတန်မိုးရှိတဲ့ ဗောဓိဘကရတရားယရနာလို့ဆိုတယ်အတိညာမိုင်းဆံရညဘုရားရဲ့အဆုံးအမတရားတွေများစွာရှိတယ်အဲ့ဒီများစွာသောတရားတော်တွေကိုယ်ရင်ထဲမှာတစ်ချိန်တစ်ခါပဲဖြစ်လိုက်အောင်ရလိုက်တာနဲ့လာသရံတူတယ်ဗျတမုရှိတဲ့ယရနာတစ်ခုကိုရလိုက်တာပဲဆိုပါစို့ကိုယ်ရင်ထဲနှလုံးထဲမှာတတ်တာလို့ဆိုတဲ့ကံကံဤကျိုးယုံကြည်မှုသို့မဟုတ်မြတ်စွာဘုရားရဲ့ တောယူတဲ့ဉာဏ်တော်ကြီးကိုယုံကြည်လက်ခံမှုဆိုတဲ့တရာခွေရင်နဲ့ဖြစ်လိုက်လို့ရှင်တန်ဖို့မဖြစ်နိုင်တဲ့ယရဏတစ်ခုကိုရလိုက်တာပဲဒါဘယ်ယရဏနဲ့မှနှိုင်းရှင်ပြီးတော့ကြည့်လို့မရဘူးတရာဆိုတဲ့တန်ဖို့ရှိတဲ့ယရဏတစ်ခုရတရာရသည့်အတွက်ကြောင့်ကိုကျင်းတိလာကောင်းအောင်ကြိုးစားလာတယ်ဟောတိလာဆိုတဲ့တန်ဖို့ရှိတာကိုယ်တဏ္ဍာမရပြန် တိလာရပြီတဲ့ကာတုတ္တလို့ခေါ်တယ်အခုလိုတရားဝဲတွေမှလာတရားနာတယ်ဘယ်ဟာအကောင့်သလဲဘယ်လိုလိုက်နာရမလဲဘယ်လိုစဉ်းစားရတယ်ဘဝဆိုတာဘယ်လိုနေထားရှိတယ်ဆိုတဲ့အကြံဉာဏ်ဘောတုတ္တဓမ္မနဲ့ပတ်သက်တဲ့တုတ္တစာအုပ်တွေဖတ်ရဖြစ်စေတရားဓမ္မနာရွေးဖြစ်စေမိမိကိုယ်တိုင်သင်တန်းတွေတိတ်ဖြစ်စေ ဓမ္မအတိတွေရလာပြီဆိုရင်အဲ့ဒီသူတ္တကလည်းတန်ဖိုးမဖြတ်နိုင်တဲ့ယရနာကိုရာချင်းနေဖြစ်တယ်ပေါ့အဲ့ဒီကနေတဆင့်တဲ့ကိုရှိတဲ့ပစ္စည်းကိုကိုသာသုံးမယ်ဆိုတဲ့မစ္စရိယစိတ်ကိုဖယ်ရှားလို့ကိုရှိတဲ့ပစ္စည်းဟာအများသောအများကို မျှဝေသုံးစွဲမယ်ဆိုတဲ့မစ္စရိယကင်းစင်တဲ့စိတ်နဲ့ဒါနကောင်းမှုတွေလုပ်တယ်နောက်ဆုံးမှာကိုယ့်အိမ်မှာတယ်ပဲ မစ္စရိယစိတ်မရှိဘူးမစ္စရိယစိတ်ရှိတဲ့ပုဂ္ဂိုလ်ကကိုယ်အိမ်တောင်မှပဲထမင်းချဲ့ရင်ဟင်းချဲ့ရင်တောင်မှဒါငါအတွက်ဆိုပြီးတော့လုပ်တတ်တယ်ပေါ့နော်သူများကိုမပေးနိုင်ဘူးအလုံးစားဖို့ဆိုတဲ့အနေထားမျိုးမရှိဘဲနဲ့ဒါငါဟာငါဟာမကိုင်းနဲ့မထိနဲ့တောင်တချို့ကလုပ်သေးတယ်နော်အဲ့ဒါလို့မစ္စရိယစိတ်မျိုးမထားပဲနဲ့ကိုရှိတာဒီအလုံးအတွက်ဆိုတဲ့စိတ်ဓာတ်မျိုးထားနိုင်မယ်ဆိုလို့ရှိရင် အဲ့ဒီမြင့်မြတ်တဲ့ပွင့်လင်းတဲ့စိတ်ဓာတ်ဟာလည်းပဲတန်မိုးရှိတဲ့ယရနာတပါးပဲဖြစ်တယ်ဗောအဲ့ဒီနောက်ကြတော့လုံးတင်နာနဲ့မလုံးတင်နာကိုသိတဲ့ပညာမလုံးတင်နာကိုရှောင်လို့လုံးတင်နာကို လုတ်ဖို့ဒီတဲ့အစင်းမြင်တာကြတော့လောကကြီးမှာဘယ်ရာမှမမြဲဘူးအလုံးဟာပြောင်းလဲနေတဲ့သဘောပဲဆိုတာကိုစဉ်းစားနိုင်တဲ့ပညာမျိုး ။မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာလုံလို့ရတဲ့သင်လို့ရတဲ့ပညာတွေမှာဝိပဿနာပညာဟာအစဉ်အမြဲဆုံးပဲဖြစ်တဲ့ပုံ။ကိုယ့်ရဲ့ယဉ်နေနှလုံးထဲမှာဘယ်ရာမှမမြဲဘူး။သဗ္ဗေသင်္ခါရအိဋ္ဌာသင်္ခါရတရားမှန်သမျှအလုံးဟာဖြစ်ပြီးပျက်စီးသွားတဲ့အနေထားမျိုးတွေရှိတယ်လို့ဆိုတဲ့ဒီအတိညာဘောဓုတာအတိညာလေးဟာတန်မိုးမဖြတ်နိုင်ဘူးတဲ့။ အဲ့ဒီပညာလေးကိုရအောင်လုပ်ပါဝိပဿနာပညာရပြီဆိုရင်ဒီတဲ့အစင်းမြင့်တဲ့မဲ့ပညာဖို့ပညာဆိုတာတော့လုပ်ယူလို့ရတဲ့ဟာမဟုတ်ဘူးဝိပဿနာတရားအထုတ်ခြင်းဖြင့်ရရှိလာနိုင်တဲ့ပညာမျိုးဖြစ်တယ်လုပ်လို့ရတဲ့ကုသိုလ်ထဲမှာဝိပဿနာကုသိုလ်ဟာအမြင့်ဆုံးဖြစ်တယ်ဆိုတဲ့ဒီအသိဉာဏ်လေးကိုရှိထားမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားသာသနာတော်နဲ့တွေ့တဲ့အခါမှာ တံပိုးကြီးမာတဲ့ယရဏတွေကိုရအောင်ယူတတ်တယ်လို့သူတို့တွေရအောင်ယူချာမှာဖြစ်တယ်ဆိုတာကိုမှတ်သားထားဖို့လိုအပ်တယ်ပေါ့နော်ကိုယ်ကိုယ်ပဲကြည့်ရမှာသူများမကြည့်နဲ့ငါဟာဘယ်အတိုင်းတာထိတံပိုးရှိတာတွေကိုရပြီးပြီလဲကိုယ့်ဟာကိုယ်ဒါပဲကြည့်ရမယ်နော်မရသေးရင်ရအောင်ကြိုးစားအထောက်ဒီလို မြတ်စွာဘုရားရဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်မှာမရလိုက်ဘူးဆိုရင်နောင်ရဖို့ဆိုတာဝေလာဝေး။ဘာကြောင့်လို့ဆိုလို့ရှိရင်ဘုရားပွင့်တဲ့ခေတ်နဲ့ကြုံမှုဆိုတာအလုံးကိုခဲနေတာ။အလုံးကိုခဲနေတာ။ဒီလိုကြုံမှဒီအတိအရာပါဖြစ်တယ်။ဒီအတိမှမရလို့ရှိရင်မြတ်စွာဘုရားရဲ့ဆုံးမနဲ့ဝေးနေတဲ့ဘဝမျိုးတွေကတဏှာမှာအများကြီးကြုံနေတာဖြစ်လို့ တမိုးရှိမှမရှိမှခွဲခြားသိနိုင်စွာမရှိကြဘူးလုံသိတဲ့အလုံးမလုံသိတဲ့အလုံးဆိုတာလည်းခွဲခြားသိနိုင်စွာမရှိကြဘူးအခုလိုမြတ်ဘုရားရဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်လေးမှာဒီအသိဉာဏ်လေးကိုရရှိအောင်ကြိုးစားအထောက်အကူပါတတ္တာသီလသုတ္တဆာယပညာဆိုတာတမိုးမဖြစ်နိုင်တဲ့ယရဏကုသိုလ်တွေပဲဖြစ်တယ်ဆိုတာမှတ်ထားဖို့လိုတယ်ပေါ့နော်